ဒီကုလိုအားလုံးပဲမင်္ဂလာပါခင်ဗျာဘာမကိတ်ကနေကြိုးစောပါရဲကိုဆက်ပါအခုကတော့2025ခုနှစ်စက်တင်ဘာလ29ရက်နေ့အတွက်နောက်ဆုံးရအားကစားသတင်းတွေကိုစူးစီးပြီးတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာအာဆင်နယ်ပြအာတီတာကနျူကာဆယ်နဲ့ပွဲမှာတဲကန်ဘောတွေကရတဲ့ဂိုးတွေနဲ့အနိုင်ရခဲ့တဲ့အပေါ်မှာထွက်ပေါ်လာတဲ့ဝေဖန်မှုတွေကိုနိုင်ဖို့ကအဓိကပဲလို့တုံ့ပြန်လိုက်တဲ့သတင်းကိုပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးပါမယ် အာဆင်နယ်ကညူကာဆယ်နဲ့ပွဲမှာတောင်းတန်ပေါ်၁၂ချိန်အထိရခဲ့ပြီးနောက်ဆုံး၂ချိန်ရတဲ့တောင်းတန်ပေါ်တွေကနေပြီးခြေပကူနဲ့အနိုင်ကိုးတွေရခဲ့တာပါညူကာဆယ်နဲ့ပွဲပြီးမှာတော့အာဆင်နယ်ဟာဒီနှစ်ဘောလုံးရာသီမှာပြင်းပြတောင်းတန်ပေါ်အများဆုံးရတဲ့အသင်းလေးဖြစ်လာခဲ့တယ်လို့တဲကန်ပေါ်တွေကနေဂိုးအများဆုံးရနိုင်ခြေရှိတဲ့အသင်းလေးဖြစ်လာခဲ့တာကြောင့်မလို့အာဆင်နယ်ကိုတဲကန်ပေါ်တွေကိုအားကိုးကစားနေတယ်ဆိုတဲ့ဝေဖန်မှုတွေကြဲကြဲလောက်လောက်ပေါ်ထွက်လာတာပါအဲ့ဒါကိုအာတေတာကဗာပြောလဲဆိုတော့ ယူကဆဲနဲ့ပွဲမှာကျွန်တော်တို့ open play ကနေခွင့်ရည်တွေအများကြီးရခဲ့တာကိုလည်းအားလုံးမြင်ကြမှာပါဒါပေမဲ့ယူကဆဲကိုသူမ Nick Pope ကအရန်ကောင်းခဲ့ပါတယ်ကျွန်တော်တို့ရတဲ့အပိုင်ခွင့်ရည်တွေကိုကာကွယ်သွားခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ရတဲ့ဂိုးတွေကတဲကန်ဘောတွေကရတာတော့မှန်ပါတယ်တဲကန်ဘောတွေကရတဲ့ဂိုးတွေနဲ့နိုင်လေတုံးမဲ့ရတာပါပဲနိုင်ဖို့ကအဓိကပဲဖြစ်ပါတယ်လို့ပြောကြားခဲ့ပါတယ်အာတီတာက3နှစ်ဆက်ဒုတိယနဲ့ကျင်းနေခဲ့ရတဲ့ပရီးမီယာလိဂ်ကလာကို ီနှစ်မှာရအောင်ယူဖို့ပြင်ပထားကြိုးပမ်းနေတယ်လို့အခုလိုရာသီအစ6ပွဲမှာ Man U Liverpool Man City Newcastle တို့လိုအသင်းတွေနဲ့တွေ့ပြီး73မှတ်အထိတောင်ရခဲ့တာကလည်း Arsenal အတွက်အားတာချက်ဖြစ်ဖို့များနေပြီပဲဖြစ်ပါတယ်ခင်ဗျာတော့ဘိုလီနဲ့ Chelsea အသေးပိုင်ရှင်တွေဟာရလက်စိုးရင်ဆိုင်နေရပေမဲ့နီးပြ Maresca ကိုအချိန်ပေးစောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်တဲ့တဲ့ရင်ကိုဆက်ပြောပြပါမယ်။ Premier League မှာ Man United ပရိုက်တန်ကိုလက်ပွဲဆက်ရှုံးခဲ့တာကြောင့်မလို့ ်ချဲစီကအမှတ်ပေးစရာကိုဥဆောင်နေတဲ့လီဗာပူးနဲ့ဆိုရင်ခုနှစ်မှတ်အထိကွာသွားတယ်လို့အဆင့်၈နေရာအထိလည်းရောက်သွားခဲ့ပါတယ်။ချဲစီကိုဦးတွဲပိုင်ဆိုင်သူတစ်ယောက်ဖြစ်တဲ့အီဂါပါလီကတော့ဘရိုက်တန်ကိုရှုံးခဲ့တဲ့ပွဲပြီးမှမာရက်စကာကိုတီးတက်ခေါ်ယူတွေ့ဆုံမှုတွေလုပ်ခဲ့တာကြောင့်ချဲစီမှာမာရက်စကာဆက်ရှိဖို့မသေးချာဘူးဆိုတဲ့သတင်းတွေကြဲကြဲလောက်လောက်ထွက်ပေါ်လာတာပါ။တော့ဘိုလီအပါဝင်ချဲစီကိုပိုင်ဆိုင်ထားတဲ့ဘလူးကိုအုပ်စုကတော့မာရက်စကာရဲ့အနာဂတ်နဲ့ပတ်သက်ပြီးဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက်မှာလက်ရှိကြုံနေရတဲ့ရလဒ်ဆိုးတွေဟာမာရက်စကာကြောက်ကြီးမဟုတ်ဘူးလို့ဆုံးဖြတ်ပြီးတော့ မာရက်စကာကိုအချိန်ပေးဖို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ချက်စီမှာဒန်ယာရကစားသမားတွေနဲ့ပွဲပယ်ခံနေရတဲ့ကစားသမားတွေများပြားနေတာကြောင့်မလို့လာမယ့်ပွဲစဉ်တွေမှာဆိုရင်လည်းရလက်ကောင်းဖို့ကတော့ခက်ခဲဖို့ရှိနေတာပါ။ချက်စီရဲ့ရလက်ဆိုးတွေအတွက်မာရက်စကာမှာတာဝန်မကင်းဘူးဆိုပေမဲ့လူရသည်ကစားသမားပြောင်းရွှေ့ဈေးကွက်ထဲမှာဘ ਹੁ ခံစစ်သမားတယောက်ဝယ်ဖို့မာရက်စကာဘက်ကတောင်းဆိုခဲ့တာကိုလက်ွယ်ပြုခဲ့တဲ့အသင်းတာဝန်ရှိသူတွေကပို့ပြီးတော့တာဝန်ရှိတယ်လို့တော့ပြောရမှာလည်းဖြစ်ပါတယ်ခင်ဗျာ။ ။နောက်ဆုံးသတင်းတစ်ခုကိုပြောပြပါမယ်။အဲ့ဒါကဘာလဲဆိုတော့မန်ယူအသင်းပိုင်ရှင်စာဂျင်ရက်ကလစ်ဖာအင်္ဂလန်နီးပြဟောင်းဂရက်ဆောက်ခိတ်ကိုဆက်သွယ်ဆွေးနွေးမှုတွေလုပ်ခဲ့တယ်လို့အင်္ဂလန်အခြေစိုက်နမိတော်သတင်းဌာနတစ်ခုဖြစ်တဲ့ The Sun ကအခိုင်အမာပေါ်ပြခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။ Brentford ကိုရှုံးခဲ့တဲ့ဘွဲပြီးမှဆိုရင်စာဂျင်ရက်ကလစ်ဖာဂရက်ဆောက်ခိတ်ကိုဆက်သွယ်ခဲ့တာပါ။စာဂျင်ရက်ကလစ်ဖာပြီးခဲ့တဲ့နှစ်က Eric Ten Hag ကိုယာလုကနေထုတ်ပယ်ခဲ့ပြီးတဲ့နောက်မှာအီမိုရီအပြင်ဂါရက်ဆောက်ခိတ်ကိုလည်းမန်ယူနီးပြခန့်အပ်ဖို့အတွက်ကံလန့်ခဲ့ဘူးလေသူလည်းဖြစ်ပါတယ် အဲ့ဒီအချိန်တုန်းက Garrett Southgate ကနီးပြလောကတွေကိုပြန်ပဝင်ချေသေးတာကြောင့်ညှင်းပယ်ခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့တာပါ။ Man U ကိုကင်တွယ်ခဲ့တဲ့ Premier League ပွဲစဉ်33ပွဲမှာဆိုရင်16ပွဲအထိကိုရှုံးထိတ်ခဲ့ပြီးတဲ့နောက်မှာတော့ Sergeant Ratcliffe က Emery ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ဖို့ခြေလှမ်းစပြင်လာပြီပဲဖြစ်ပါတယ်။ Emery ကိုတကယ်တမ်းယာတုကနေထုတ်ပယ်ခဲ့မယ်ဆိုရင် Man U နီးပြတဲ့ဖြစ်လာနိုင်သူတွေအဖြစ်ရေပန်းစားနေတဲ့သူတွေထဲမှာ Garrett Southgate နဲ့အတူ Crystal Palace နီးပြ Oliver Glasner နောက်ပြီးတော့ Brighton နီးပြ ဖာဘီယန်ဟာဇီလာ နောက်ပြီးတော့ဘုံမောက်မီပြအန်တိုနီအိုင်ရာအိုလာတို့လည်းပါဝင်ပြည့်ရှိနေတာပါကိုကောင်းတဲ့မန်ယူကိုဒီယာဒီမှာမြင်စေရမယ်လို့ကတိပေးထားတဲ့အေမိုရင်ကတော့လက်ရှိအချိန်ဒီထူးခြားမနာအခြေအနေတွေကရုံးမထွက်နိုင်သေးတာကြောင့်မလို့မန်ယူပိုင်ရှင်တွေဘက်ကလည်းအရေးသွေးမြင့်နီးပြတွေကိုချိတ်ဆက်လာတာဖြစ်ဖို့လည်းရှိပါတယ်ခင်ဗျာဒီကနေ့အတွက်နောက်ဆုံးရသတင်းတွေကိုကျွန်တော်တို့ဘာမကိတ်ကနေပြီးညီကိုတို့အားလုံးအတွက်စူးစီးပြီးတင်ဆက်ပေးခဲ့တာပါဒီပေါ်မှာညီကိုတို့ထင်မြင်ယူဆချက်လေးတွေကို comment လေးတွေပေးသွားနိုင်လို့ကျွန်တော်တို့ဘာမာကေးရဲ့ဗီဒီယိုတွေကို like နဲ့ share လေးပြုလုပ်ပေးနိုင်ပါတယ်ကျွန်တော်တို့ဘာမာကေးရဲ့ဗီဒီယိုတွေကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ညီကိုတို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ